အခုဒီမှာပစ္စည်းဝယ်တယ်နော်ဝယ်တယ်ဆိုရင်စစ်ချက်ထုတ်ခိုင်းတယ်ကျမဒါအကုန်စစ်မှန်သိတယ်လေဟုတ်လားယုံကြည်မှုလည်းရှိတယ်ဒါပေမဲ့ကျမကပြန်သွင်းတဲ့အချိန်ကျရင် something wrong ဟုတ်လားတယောက်နဲ့တယောက်နဲ့ evidence ရှိထားလို့ရှိလို့ရှိရင်ဘာမှငင်းစရာအကြောင်းမရှိဘူးအကုန်လုံးစိတ်တက်တန်နဲ့ရတယ်ဟုတ်လားဆိုတော့တိပေမဲ့ကျမထုတ်ခိုင်းတယ်ရင်းနှီးပေမဲ့ကျမထုတ်ခိုင်းတယ်63သိန်းခွဲအဝိုင်းလေးကမ ခင်တန်းလာမွေ63သိန်းခွဲဝိုင်းညအဲ့တော့စစ်ချက်ထုတ်ခိုင်းတယ်ကျမကိုယ်တိုင်ဝယ်ရင်တော့မှဒီမှာစစ်ချက်နဲ့เนาะဒါဆိုတော့ကျမတို့တွေလိန်နေအလိန်ခံရတယ်ပေါ့เนาะဘယ်လိုလူတွေစီကနေကျမတို့ကအလိန်ခံရတာလဲကိုနဲ့ရှင်းနေတဲ့သူတွေစီကပဲအလိန်ခံရတာဘယ်လိုလူတွေကလိန်တာလဲကိုယုံကြည်ရတဲ့သူတွေကပဲလိန်တာဟုတ်တယ်เนาะတစိမ်းကမလိန်ဘူး ဟုတ်တယ်နော်ကိုမယုံရတဲ့သူကမလိမ်ဘူးကိုကမယုံရဘူးဆိုနေရကိုကအလတ်ဖြစ်နေပြီအဲ့တော့ဒီပုံမှာတန်တရားဖြစ်နေပြီဆိုနေရအလိမ်မခံရဘူးအဲ့တော့အလိမ်ခံရပြီဆိုတဲ့ဖြစ်စဉ်ဖြစ်ရတိုင်းမှာဘလို့လူတွေစီကအလိမ်ခံရတာလေကိုယုံနေဆိုတဲ့သူတွေစီကအလိမ်ခံရတာ ကိုစိတ်ချရပါတယ်ဆိုတဲ့သူတွေစီကအလိန်ခံရတာကိုနဲ့ယဉ်နီးပါတယ်ဆိုတဲ့သူတွေစီကပဲအလိန်ခံရတာဒါကြောင့်မလို့ဘလောက်ပဲယဉ်နီးယဉ်နီးဘလောက်ပဲယုံယုံကျမတို့ကခုနကပြောသလိုမျိုးပေါ့တေချာအောင်စိစက်တေချာအောင် လုံးဘယ်သူနဲ့ပဲဖြစ်ဖြစ်ဒါမှသာလေအလိန်ခံရတဲ့ပေကလွတ်မှာ เนาะကျမတို့လည်းဒီလိုပဲဖြစ်စဉ်ဖြစ်ရက်တွေမှာအလိန်ခံရတယ်ဟာပါသွားပြန်ပြီအတိုးတွေပေးထားတယ်လိန်သွားပြန်ပြီတင်လာဟာတခါတည်းပေးထားတယ်ဟိုပစ္စည်းတွေအပ်လိုက်တယ်ကျမတို့ကြောက်ကြောက်လောကမှာဆိုရှိရဲ့เนาะကြောက်ပွဲစားတွေကိုပစ္စည်းတွေအပ်လိုက်တယ်အဲ့ကြောက်ပွဲစားတွေကလေပစ္စည်းရောင်းပေးဖက်ဆိုပြီးကြောက်ကုန်တယ်ဆီကနေယူပစ္စည်းရောင်းပေးမယ်ဆိုပြီးအဲ့ဟာကြောက်တွေကိုသွားပေါင်လိုက်တာเนาะသွားပေါင်ပြီးတော့မှအလွဲသုံးစားလုပ်တာအဲ့တော့ဒီကြောက်ကုန်တယ်ကကြောက်ပွဲစားကိုဘာဖြစ်လို့ကြောက်ပေးလိုက်တာလဲယုံလို့ပေးလိုက်တာလေ နော်ယုံလို့မလို့ပြီးလိုက်တာအဲ့ယုံကြည်မှုကိုပဲအလွဲသုံးစားလုပ်ပြီးတော့မှလိန်တာဒါကြောင့်မလို့အလိန်ခံရတဲ့ဖြစ်စဉ်ဖြစ်ရတိုင်းမှာကိုယုံတဲ့သူတွေကပဲလိန်တာအဲ့တော့လူလိန်ကလည်းလူလိန်ပါလို့မပြောဘူးတခိုးကလည်းတခိုးပါလို့မပြောဘူးကစ်တီလေးယူနေတဲ့မအေးမိုးမိုးကနော်ဆိုတော့တခိုးကလည်းတခိုးပါလို့မပြောဘူးဝင်မခံဘူး तू တခိုးပါလို့ဘယ်တခိုးကမှမပြောဘူးလူလိန်ကလည်း तू လူလိန်ပါလို့ဘယ်သူကမှမပြောဘူးအဲ့တော့ကျမတို့ကအတိနဲ့တတိနဲ့ရှိရတယ်ဘယ်မှာပဲဖြစ်ဖြစ် နော်ဘယ်မှာပဲဖြစ်ဖြစ်ဘာဖြစ်စောကိုယ့်ရဲ့ train နေစားတယ်ကိုယ့်ရဲ့တံမိုးရှိတဲ့ငွေကြေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်သူနဲ့ပဲဖြစ်ဖြစ်ကျမနေလေဒီလိုပဲနော်ကျမကလည်းကျမပိုင်ဆိုင်နေမဟုတ်ဘူးကျမလည်းရောင်းပြီးတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ဒါတွေကိုတေချာစီးစီးရအောင်လို့အမားရွေးမရှိရအောင်လို့ကျမလည်းအမြဲတမ်းစစ်ချက်တောင်းတော့စစ်ချက်တောင်းတော့လို့ပြောတာဟုတ်ပြီလားနော်အဲ့တော့အမြင်နဲ့အတိတ်တတိမပြတ်စေနဲ့လိန်နဲ့အလိန်ခံရတယ်ဆိုရင်ဖြစ်စဉ်ဖြစ်ရတိုင်းဟာကိုနဲ့ရင်းနေတဲ့သူကပဲလိန်တာ ကိုယုံကြည်တဲ့သူတွေကပဲနေတာတဆိုင်ကလေလို့မရအောင်နော်ဆိုတော့တခုပဲမှတ်တာဘယ်လူလိမ်ကမှသူလူလိမ်မှလို့ပြောပြီးမလုပ်ဘူးဘယ်လူလိမ်ကမှလူလိမ်မှလို့ဝင်မခံဘူးဘယ်တခိုးကမှခိုးပါတယ်လို့ဝင်မခံဘူးဘယ်တခိုးကမှခိုးပါတယ်လို့ဝင်မခံဘူး နော်အဲ့တော့လေးတော့တည်ထားဖို့လိုတယ်။ကျမကိုဆဲခြင်းဆဲမဆဲခြင်းနေနော်ကျမအားလုံးကိုအတိတတိရှိအောင်လို့ပြောပြတာဟုတ်လားဘသူဘသူပါဆိုတာထက်ကိုကကိုကာကွယ်နိုင်ရဖို့ဒီလိုလူတွေလောကကြီးမှာရှိရဆိုတဲ့အကြောင်းကိုပြောပြတာယုံနာမယုံနာကြိုက်တာမကြိုက်တာကျမကိုကြိုက်တာမကြိုက်တာလဲကိုသဘောကိုသမိုင်းကျမဘာမှမဖြစ်တော့ကျမကိုလာဆဲလေကျမဘာမှမဖြစ်သွားဘူးဒါပေမဲ့ဒီလိုတွေရှိတယ်ဒီလိုတွေသတိထားမယ်လို့ပြောပြတာ ဘယ်သူကမှကျမလူလိမ်မှာကျွန်တော်ကလူလိမ်မှာလို့ဘယ်လူလိမ်ကဝင်ခံတာကြားဘူးလားဘယ်တခိုးကကျွန်တော်ကတခိုးပါကျမကတခိုးပါလို့ဝင်ခံတာကြားဘူးလားနော်ဟုတ်ပြီလားအဲ့တော့ကြိုက်တယ်လို့ဆဲခရူးမဆိုင်ဘူးနော်ကျမကခொနည်းသားပြီးအကျိုးမရုပ်ဖို့ပြောတာလူဆိုတာကိုဟာနဲ့ကိုကြီးပဲကိုတဘောကိုဆောင်ရတာကြီးပဲနော် ဲ့တော့အမှားယွင်းမဖြစ်ကြဘူးဒါရီဒါရီဆိုတာပိုဆိုးတယ်ကျွန်တော်တို့ယေဒနာလုပ်ငန်းဆိုတာကယုံကြည်မှုနဲ့လုံလောက်ကြတယ်ဆိုတာမှဈေးပစ္စည်းရောင်းပစ္စည်းဝယ်တာတွေမဟုတ်ဘဲနဲ့ကျွန်တော်တို့ကယုံကြည်မှုသစ္စာရှိမှုတွေပါပါတယ်ဘယ်လိုအမှားယွင်းမှဖြစ်လို့မရဘူးမှားယွင်းလို့ရတဲ့အမှားရှိတယ်မှားယွင်းလို့မရတဲ့အမှားရှိတယ်မှားတဲ့နဲ့အမှားရှိတယ်မမှားတဲ့နဲ့အမှားရှိတယ်နော် အဲ့တော့ဘယ်သူမှတော့ကျမမလုပ်ပါလေလို့ဘယ်သူမှဝင်မခံဘူးလက်ညှိုးထိုးมาပဲဟုတ်ပြီလားလက်ညှိုးထိုးมาပဲအဲ့တော့အဲ့လိုမျိုးမဖြစ်အောင်လို့မလို့တံမိုးကြီးရတွေဝဲတယ်ဆိုတိတ်တိတ်ဆာဆာနားလေတက်ကြွနေဒီလေစစ်စစ်ပြီးတော့မှဝဲဈာခံလူကိုထားအဲ့လိုပြောတာနော်တတိပေးတာယုံကြည်လို့မှအလိန်ခံရတာ ။တစိမ့်ကအလိမ်မခံဘူးရင်းနေတဲ့သူကပဲအလိမ်ခံတာ။ကိုယုံနေသူကပဲကိုကိုလိမ်တာ။နော်။အဲ့ဒါကိုခေါင်းထဲမှာမြင်းမြတ်မှတ်ထား။ဘဝမှာအဲ့ဒါမြင်းမြတ်မှတ်ထားခေါင်းထဲမှာ။ကိုယုံရတဲ့သူကပဲကိုကိုလိမ်တာ။တစိမ့်ကမလိမ်ဘူး။ကိုမယုံရတဲ့သူကကိုကိုမလိမ်ဘူး။အလိမ်ခံရပြီဆိုအဲ့ဒီလူနဲ့တမိုင်းကြောင့်ကြီးကြီးကိုယုံလိုက်လို့လိမ်ခံရတာ။နော်။